မင်းယောက်ျားလေးရာတာကိုထိပေါက်တယ်လို့အောင်ပွေခံနေလို့လူပြောများနေတဲ့စီဖြိုတို့မိသားစုပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမပြောပြချင်တဲ့အကြောင်းအရာကတော့ဆိုရှယ်မီဒီယာမှာရောနှုပညာလောကမှာပါအားကျချေခင်မှုကိုပြေဝရရှိထားတဲ့စီဖြိုနဲ့ခင်လန်းတို့မိသားစုရဲ့ဂျီနူးစရာသတင်းကောင်းလေးတစ်ခုပါပဲဒီသတင်းကရိုးရိုးသတင်းမဟုတ်ပဲသူတို့မိသားစုတွေတော့ထိပေါက်တာထက်တောင်ပို့ပြီးတော့ပျော်စရာကောင်းတဲ့သတင်းဖြစ်နေတာမလို့အားလုံးနဲ့ပြန်လဲမျှဝေကြပါရစေ အလုံးတီကြတဲ့အတိုင်းစီဖြိုးနဲ့ခင်လွန်းတို့ဆုံတွဲမှာအရန်ကိုချစ်စရာကောင်းပြီးစကားတက်လို့နဲ့သမီးလေးလျန်ဒါဆိုရင်ရွှေမင်းသမီးလေးတယောက်ရှိပြီးသားပါလျန်ဒါလေးကလည်းဖေဖေမမေတို့သားမကဖိုးဖိုးဖွားဖွားတို့အတွက်ပါအသိဉာဏ်လေးဖြစ်ပြီးတအိမ်လုံးကသူ့ကိုဆိုရင်အရေးတကြီးကြီးနေပါဒါပေမဲ့လူတဘာဝရလူတချို့မိသားစုတွေမှာမျိုးရိုးစင်ဆက်ကိုထိမ့်သိမ့်ဖို့အမွေဆက်ခံဖို့တယောက်ကြားလေးတယောက်ကိုမျှော်လင့်တတ်ကြတဲ့ဓလေလေးတွေရှိတဲ့ကြပါရည် ဒီလိုပါပဲစီပြိုတို့မိသားစုအထူးသဖြင့်စီပြိုရဲ့ဖခင်ကြီးနဲ့မိခင်ဖြစ်သူဒေါ်သီတီဝင်းတို့ကလည်းမိယောက်ျားလေးတယောက်ကိုရှမ်းကိုမျောလင့်တောင်းတနေကြတာပါအခုတော့သူတို့ရဲ့ဆူတောင်းနေအပြည့်အဝပြည့်ဝခဲ့ပါပြီစီပြိုရဲ့ဇနီးကျော်လေးခင်လွမ်းကဒုတိယကိုရင်ကိုလဲချားရပြီးအရှင်သွေးလေးဟာသူတို့တမိသားစုလုံးမျောနေတဲ့တားယောက်ျားလေးဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့တအိမ်လုံးရဲ့ပျော်ရွှင်မှုကထုထိတ်ကိုလျှောက်သွားတယ်လို့ဆိုပါရီစီပြိုတို့ကအိမ်ကပျော်ရွှင်မှုကရိုးရိုးပျော်ရွှင်မှုမဟုတ်ဘဲ ကမ္ဘာဖလားရတယ်လို့မျိုးထီပစုပေါက်တယ်လို့မျိုးအောင်ဝေးခံပြီးတော့ကောက်ခုံမတက်ကောမှာပြောနေကြတာပါတယ်အထူးသဖြင့်စီဖြိုးရဲ့ဖခင်နဲ့မိခင်တို့တီတီဝင်းတို့ဆိုရင်မြေကြီးပေါ်မှာခြေတော့တောင်မှမရှိတော့ဘူးလို့နီးစက်ရအတိုင်းဝိုင်းကပြောဆိုကြပါတယ်ဒါဟာသူတို့မိသားစုရဲ့စီဝါရေးလုပ်ငန်းတွေကိုဥဆောင်နိုင်မဲ့မျိုးဆက်တလေတယောက်ရောက်လာတော့မှဖြစ်လို့ဒီလောက်ကြီးထိအပြော်ကြီးပြောနေကြတာဖြစ်ပါတယ်ဒီနေရာမှာကတကယ်ကိုကံကောင်းဆုံးကတော့ခင်လွမ်းပါပဲခင်လွမ်းကအိမ်နောက်ကြတဲ့ကရောက်ခမတွေရဲ့စိတ်ကင်မှုကိုပြေဝါရထားသူဟာ သူရဲ့ယောက်ကမဒေါ်တီတီဝင်းဘက်ကဆိုရင်ခင်လွမ်းကိုချွေးမတယောက်လိုမဟုတ်ပဲကိုယ်တိုင်မွေးထားတဲ့သမီးရင်းတယောက်လိုအရန်ကိုမှချစ်ခင်ဆောက်ရှောက်ခဲ့တာအားလုံးသိပါအခုလိုမျိုးမိသားစုကအသေးတန်လိုချင်နေတဲ့မျိုးယောက်ကြားလေးကိုကိုဝင်စားပေးလိုက်တဲ့အခါမှာတော့ခင်လန်းပေါ်ထားတဲ့ယောက်ကမတွေရဲ့ချစ်ကအတိုင်းစာမရှိပို့ပြီးတော့တိုးလာခဲ့ပါတယ်ကြားတော့တော့ဒေါ်တီတီဝင်းကသူ့ရဲ့ချွေးမလေးကိုအလုပ်တွေပါရီလုပ်ဖို့နေတာသာအိမ်ရဘောကတောင်မှဆင်မပေးပဲဆဆရရကိုရင်ကိုကြလိုက်လံကျူးဆိုင်ပေးနေရလို့သိရပါတယ် လိုချင်တဲ့စားစာတွေလိုအပ်တဲ့အားစီတွေကစားဘာမှကိုမလိဟင်းရအောင်ဂယူဆိုင်ပေးအဖို့တန်ရတနာလက်ဆောင်တွေနဲ့ပါခြေစွတင်ချောင်းပြသခဲ့တယ်လို့ဆိုပါရီခင်မဖြစ်သူစီပြုတ်ကလည်းရှင်းကားတဲ့စားပေါင်းများစွာကိုဂယူဆိုင်ပြီးတော့ဘီယမာတပါလို့တယူတရထားတာကြောင့်ခင်းတဲ့တယောက်ကတော့အိမ်တော်ရေးကံရောရောက်မကံမှာထူးလွန်းတဲ့အတွင်းမြန်မာနိုင်ငံကမြို့သမီးတို့ကြီးတည့်ရလုံရဲ့အားကြမှုကိုခံနေရတာတော့အမှန်ပါပဲစီပြိုးကိုယ်တိုင်ကလည်းအမှုပညာလုပ်တွေတဲ့မိသားစုရဲ့ကြီးမားတဲ့စီဝါရေးလုပ်ငန်းကို ဦးစီးပြီးတော့မိသားစုဝမှာအလွန်တော်ဝင်ကြတဲ့ခင်မောကဖခင်ကောင်တယောက်ပါတမီးလေးလျန်တာကိုဆိုရင်လည်းအကြောင်းသွားအကြောင်းပြန်ကားစားလို့ရသေးမရှိအောင်ယူဆိုင်တဲ့ဖခင်ကောင်တယောက်ပါအခုတော့သူ့ဘွားလေးကိုချစ်စရာကောင်းတဲ့တမီးလေးပြင်အားကိုရမယ့်သားလေးတယောက်ပါထက်မှန်ရောက်လာတော့မှဖြစ်လို့သူ့ရဲ့မိသားစုဘွားကတော့တကယ်ကိုမှပြေဆုံးလုံးပါပြီဒီလိုတယောက်နဲ့တယောက်အပြန်အလှန်နားလည်ဖို့ချစ်ချင်းတရားတွေနဲ့တိဆောက်ထားပြီးရောက်ခမနဲ့ချွေးမကြမှာတောင်မှအိမ်တွင်ရေပရိဖဆိုတာမရှိပဲဆံပြဆက်ဆံရေမျိုးပိုင်ဆိုင်ထားတဲ့စီပြိုးတို့မိသားစုကတော့တကယ်ကိုအားကြစရာကောင်းလာပါပြီ။ ပရိသတ်တွေအနေနဲ့စီပြိုးတို့မိသားစုပျော်ရွှင်နေကြတဲ့အပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။